မြတ်တလွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတစ်ခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာအကဆော်ရေးသားထားတဲ့ရောက်ဖူးခဲ့သည့်ကြက်ထာနီလိုအမည်ရတဲ့ဖြည့်ရမှန်ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ thank you ဝမှာမမရကြောက်ရွာကြီးစုရောက်ခဲ့ဘူးတဲ့ဗျဒီအဖြစ်တွေကကြောအသက်35လောက်မှာဖြစ်ခဲ့တာ2017ဆက်နှစ်ခုနှစ်လောက်ကပေါ့ဗျာကျောက်ကမူလာတန်းကျောင်းအနေနဲ့ယာရုတိုးပြီးတော့ရွာကြီးတိရောပြောင်းလာခဲ့ရတယ်။အော်အကျောက်ကိုကျောက်တော်မိတ်ဆက်ဖို့မိနေတာကျောက်နာမည်ကစိုးထုံးမှာအသက်ကအဲ့ဒီတုန်းက35လောက်ပေါ့အလောက်ကန်ကတော့ပညာရေးဝန်ထမ်းကျောင်းဆရာပေါ့ဗျာယာရုတိုးပြီးတော့ရွာကြီးတိရောမူလာတန်းကျောင်းကိုကျောင်းအောင်ပွားနဲ့ရောက်လာခဲ့ရတယ် ။အဲ့ဒီရွာတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာမေးတင်ပြီးတော့တိဆောက်ထားတဲ့ရွာကြီးပေါ့ဗျာ။အိမ်ခြေရင်ထောင်ကျော်ရှိတယ်။ရွာမကမြို့မကျဖြစ်နေပြီ။ရွာမှာမူလာတန်းလုံးကျောင်းတစ်ကျောင်းရှိတယ်။ရဲကင်းရှိတယ်။ကျေးလက်ကျမ်းမာရေးဌာနခွဲတွေရှိတယ်။စာကြီးတိုက်တွေအော်တိုအိတ်ချင်းရုံးတွေလည်းရှိတယ်။ကာလန်ဘေးမှာတိဆောက်ထားတဲ့ရွာဆိုတော့စီရလည်းတော်တော်စီးရယ်။အနီးပါရွာကလေးတွေကဘာပဲလို့လို့ဒီရွာကိုပဲအားကိုးရတယ်။ဈေးနေဆိုရင်စီလိုက်တာမှပြောမနေပါနဲ့တော့ဗျာ။ကာလန်ကြီးကရွာလဲရနေဖြတ်သွားတာမလို့ ကာလာရှိဘတ်ချမ်းကိုအရှိချမ်းအနောက်ဘတ်ချမ်းကိုအနောက်ချမ်းလို့ခေါ်တဲ့ဗျရွာလူတွေကတော့ကျုပ်ကိုဆရာကြီးလို့ခေါ်ကြတယ်အသက်ငယ်ပေမဲ့ဆရာလေးလို့မခေါ်ကြတဲ့အကြောင်းကကျုပ်တို့အကြောင်းမှာကျောင်းဆရာနောက်ထပ်တယောက်ရှိလို့ပဲဗျသူ့ကိုဆရာလေးလို့ခေါ်ပြီးတော့ကျုပ်ကိုတော့ဆရာကြီးလို့ခေါ်ကြတယ်ဗျကျောင်းကြီးမလို့ဆရာကြီးလို့ခေါ်တာလည်းဖြစ်နိုင်ပါတယ်ရွာလူတွေကကျုပ်ကိုလေးလေးစားစားဆက်ဆံကြတယ်ကျောင်းတွင်နေဖို့ဆိုပြီးကျောင်းနဲ့တခေါ်တသာလောက်မှာခြေတန်းရှင်အင်ကြီးတစ်လုံးကိုစောက်ပေးထားတယ် အရင်ကတာဝန်ကြတဲ့ចောင်းဆရာမကြီးကသူ့မိသားစုနဲ့အဲ့ဒီမှာနေတယ်ဆိုပဲအခုကျုပ်ကတယောက်တည်းသမားဆိုတော့ခြေထားရှိအိမ်ကြီးကကျောက်အတွက်ကျဲလွန်းနေတယ်ဆရာလေးနာမည်ကမြင့်မြတ်လို့ခေါ်တယ်ဗျအသက်ကတော့28လောက်ပဲရှိတယ်ဆရာလေးကဒီရွာနဲ့ခက်လန်းလန်းညောင်မင်ကြီးလို့ခေါ်တဲ့ရွာမှာမွေးတာဆိုပဲចောင်းဆရာဖြစ်တော့ဒီရွာကိုတာဝန်ကြတယ်အခုရွာကြီးနဲ့ညောင်မင်ကြီးရွာတော်တော်လန်းနေဗျစိုက်ကင်းနဲ့တွားရင်၄-၅နိုင်လောက်မောင်းရတယ်ဆိုပဲဗျ။ယောက်ျားသားချင်းဆိုတော့ကျုံနဲ့ဆရာလေးနဲ့ပေါင်းမိရတယ်ပေါ့ဗျာ။ ဆရာလေးကရွာဝဲလို့ဒီရွာသူ့ဆွေမျိုးတယောက်စီမှာကန့်နေရတယ်။စနေတနင်္ဂနွေကျောင်းပိတ်ရက်ဆိုရင်ရွာကိုပြန်တယ်။မပြန်တဲ့အခါလည်းမပြန်ဘူးပေါ့။ဆရာလေးကရိုးသားပါတယ်။သူနဲ့ကြုံတဲ့ပေါင်းလို့ပိုကောင်းသွားတာကသူကလည်းစာဖတ်တဲ့သူ၊ကျောက်ကလည်းစာသမားပေသမားဆိုတော့ဝါသနာချင်းတူပြီးတကယ်ကိုညီကိုအရင်နေလို့ခင်မင်သွားမိတယ်။တရက်တော့ဆရာလေးနေတဲ့အိမ်ကိုလိုက်သွားဖြစ်တယ်။သူ့ဆွေမျိုးအိမ်ကတစ်သားရင်ကောက်ကောက်ချင်းချင်းကလေးပြ။အိမ်မှာလည်းခလေးယူနေစူညံပွက်လို့ရိုက်နေတာပဲ။ဆရာလေးအတွက်တီးတန့်ခန်းနေပါရင်မရှိပဲ။ ဖျားစင်ရှိမှအဲ့ရတယ်။ကောင်းရင်မှစာအုပ်တွေပုံလို့ပေါ့။ကျုပ်တနာသွားနဲ့ဆရာလေးကိုကျုပ်ရင်မှခေါ်ထားလိုက်တယ်။ခြေတန်းရှင်အင်ရဲ့ကြေကြီးကကျုပ်တို့နှစ်ယောက်ကောင်းကောင်းကြီးနေတော့ပါတယ်ဗျာ။ကျုပ်ပြောတော့ဆရာလေးကတော်တော်ပျော်သွားပုံပဲ။သူလည်းဒီမှာနေချိန်မမရအောင်။ဒါနဲ့ကျုပ်နေတဲ့အိမ်ကိုပြောင်းလာတယ်။ကျုပ်လည်းအဖော်ရတယ်မလား။တအိမ်နဲ့တူတူနေတော့ပိုးပြီးရင်းနှီးသွားကြတယ်။ညညဆိုရင်းနှီးချမ်းတောက်ပြီးတော့စာချောင်းပေချောင်းနဲ့ပြောဖြစ်တယ်။ကျုပ်ဆရာစာအုပ်တွေကို तू ကငါဖတ်။သူဆရာစာအုပ်တွေကိုလည်းလဲလဲဖတ်ကြနေပေါ့ဗျာ။ ဒီလိုနဲ့ပွင့်လင်းရာသီကိုရောက်လာခဲ့တယ်။ဆရာလေးနဲ့ကြောက်လေတော်တော်ခင်နေကြပြီ။စနေတနေ့ကနေအကြောင်းပေးရမှာဆရာလေးကသူတို့ရွာကိုလိုက်ခဲ့ပါလားဟုခေါ်တယ်။သူတို့ရွာမှာရှင်ပြုတ်လူတစ်ခုရှိရဲဆိုပဲ။မိုးရင်တော့ကလမ်းမကောင်းပေမဲ့အခုတော့လမ်းတွေဖြူးသွားပါပြီတဲ့။ကြောက်လေအကြောင်းနဲ့အိမ်အိမ်နဲ့အကြောင်းပဲနေစဉ်သွားနေရတာဆိုတော့စိတ်ပြေလက်ပြောင်ဖြစ်သွားအောင်လိုက်သွားမယ်ဆိုပြီးတော့ကောင်းကျင်းလိုက်တယ်။စနေနေ့မနက်မှာအကြောင်းနဲ့ဆရာလေးနဲ့စိုက်ကယ်တယောက်စီးစီးစီးပြီးတော့ထွက်လာခဲ့ကြတယ်။ဆရာလေးတို့ရွာကိုရောက်ဖို့ကကားလမ်းမကြီးအတိုင်းအတော်ကြာအောင်မောင်းရတယ်။ မြို့တစ်မြို့ဖြတ်ပြီးတော့တာလမ်းမကြီးတစ်ခုကိုတွေ့တယ်။အဲ့ဒီတာလမ်းမကြီးကလည်းတောင်တန်းတွေရှိတဲ့ဘက်ကိုဆက်မောင်းရတယ်။တာလမ်းကြီးကအစပိုင်းမှာလမ်းခင်းထားတယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့မြေသားလမ်းကြီးဖြစ်သွားတယ်။တချို့နေရာမှာကြောက်ခဲတွေခင်းထားလို့စိုက်ကယ်ဘိန်းမပေါအောင်တော်တော်မောင်းယူရတယ်။ဒီလိုနဲ့မောင်းလာကြရင် နေမွန်းတဲ့ချိန်လောက်မှရွာအောင်ရောက်ခဲ့တယ်။ရွာတောင်ကြီးရွာလေးပါ။အိမ်ကြီးကတရာတောင်ပြည့်ချီမှာပြည့်မယ်။ရွာသားတွေကတော့ဥယျာဉ်ချဆိုင်စားတာများတယ်။ကွန်ကွန်ဒီတရက်တီဟိုချန်တွေတော်တော်များများရှိတယ်။ ရွာသားတွေကတော်တော်ဖော်ယူကြပါတယ်။ကြောက်ကိုလည်းလေးလေးစားစားဆက်ဆံကြတယ်။ရွာနာဟိုဘုရားဒီဘုရားကိုလည်းလိုက်ပို့တယ်။စနေနေ့ကအလူဝင်နေ့၊တနင်္ဂနွေနေ့ကအလူနေ့ပေါ့ဗျာ။အလူကဆိုင်းနေပါတယ်မပါပဲမဲ့သူ့ဟာနဲ့သူတော်စီပါတယ်။အလူရှင်တွေကဆရာလေးရဲ့အမျိုးဆွေလို့ပြောတယ်။အလူပြီးလို့နေတစ်ပိုင်းကျိုးတော့မှကျုံမှပြန်မို့ပြင်ရတယ်။မပြန်လို့လည်းမရအောင်လေဗျာ။မနေ့ပြတနင်္လာနေ့ဆိုတော့ကြောင်းဖွဲ့ရမလား။ကြောင်းမှကြောင်းဆောင်ဆိုတာလည်းမရှိတော့ကြောင်းရင်တော့တဲ့အကောင်လုံးကကျုပ်ပဲကင်တာရတာ။ ကျောင်းကိုကျောက်ဖွင့်มาရမယ်ဆရာကြီးပြန်တော့မလို့လားဗျပြန်มาဖြစ်မယ်ဆရာလေးရဲ့အခုချိန်ခါပြန်มาမနှက်ပြန်ကျောင်းဖွင့်နိုင်ပါမလားကျွန်တော်ကတော့ပြန်လို့မဖြစ်သေးဘူးဆရာကြီးရဲ့ဒီလိုလုပ်ပါလားဆရာကြီးရင်ပြန်နေလေကျွန်တော်ဒီအလုပ်တွေနည်းနည်းပွားရှင်းပြီးရင်အနောက်ကနေလိုက်လာခဲ့မယ်တကယ်လို့အချိန်မမီတော့ရင်လည်းမနှက်အစော်ကြီးထပြန်လာခဲ့မယ်မင်းနေခြင်းနေခဲ့ပါကွာခွင့်တရတလေငါလုပ်ပေးပါမယ်ငါတော့ပြန်มาဖြစ်မယ်ဟေးတော်ရေကောင်တော့ငတ်လက်ထဲမှာမလား မနှက်ပြန်ဆီယာမတွေကြောင်းလာရင်ကြောင်းနဲ့မဝင်မဖြစ်နေမဲကွာအားနာလိုက်တာဆီယာကြီးဟာရပါတယ်ကွာကိစ္စမရှိပါဘူးဆီယာလေးရဲ့မိဘတွေဆွေမျိုးတွေကကြောက်အတွက်အသီးအနှံတွေစားစရာတွေထည့်ပေးလိုက်ကြသေးတယ်ဗျကြောက်ရွာပြန်မလို့တော့ညနေ3နာရီလောက်ရှိရောပေါ့ဆီယာလေးကကြောက်အနာကတ်လာပြီးတော့ဆီယာကြီးကိုဖြတ်လန်းညွန်လိုက်မယ်အဲ့ဒီလမ်းသွားရင်ကြောက်အောင်အလုံးလုံးသွား3နာရီလောက်ပဲဟေးဟုတ်လို့လားကွာဟုတ်တယ်ဆရာကြီး အလာတော့ကလာရွာစင်နေဖြတ်ပြီးလာတဲ့လမ်းဆိုတော့တကွေ့တစ်ပတ်ကြီးဖြစ်နေတာဗျအခုပြောရင်လမ်းလဲလမ်းဟောင်းကြီးရွာဆက်ကျဲတယ်ဆိုပေမဲ့လမ်းကဖြူးလို့ဗျခေစကားနဲ့ပြောရင် မြို့ဆောင်လမ်းမော်ဆရာကြီးရယ်အမြန်မောင်းရင်နှစ်နာရီတသာလောက်ဆိုရောက်ပါတယ်မမှန်ကလေးမောင်းရင်တော့၃နာရီလောက်ပေါ့မဆိုးဘူးဟာ၅နာရီလောက်မောင်းရတဲ့လမ်းက၃နာရီလောက်နဲ့ရောက်မယ်ဆိုတော့ခကြီးတွင်တာအမှန်ပဲကွာရွာနဲ့ထွက်ရင်တာလန်းတိုင်းကို15မိနစ်လောက်ဆက်မောင်းလိုက်ဆရာကြီးအဲ့ဒီမှာဒန်းခွဲကြီးတစ်ခုကိုတွေ့လိမ့်မယ် အဲ့ဒီလမ်းညတန်းကိုတနမမတ်သာသွားလိုက်။လမ်းဆိုရင်ကားလမ်းမကြီးကိုရောက်မယ်ဆရာကြီး။ကားလမ်းမတိုင်းဆက်မောင်းသွားရင်15မိနစ်လောက်ဆိုကျောင်းကိုရောက်တာပေါ့ဆရာကြီး။အေးလမ်းကတော့တိတ်မခတ်ပါဘူးကွာ။ကျွန်တော်ဒီမှာကိစ္စလေးနည်းနည်းရှင်းပြရင်လိုက်လာခဲ့မယ်ဆရာကြီး။အေးပါ။ဒါဆိုငါသွားပြီ။ကြောက်လေဆရာလေးပြောရတဲ့အတိုင်းမောင်းလာခဲ့လိုက်တယ်။15မိနစ်လောက်မောင်းပြီးတော့လဲလန်းဟောင်းကြီးကိုတွေ့ပါပြီဗျာ။လဲလန်းဘေးနားမှာမျက်တွေပေါက်နေတယ်ဆိုပေမဲ့မြေသားလန်းကြီးကတော့ဖြူးလို့ဗျာ။ ဆရာလေးပြောတဲ့အတိုင်းအဲ့ဒီလမ်းကိုချိုးဝင်လာခဲ့တယ်။လမ်းမေးမှာတော့မြန်ရိုင်းနေပြင်းထန်နေတဲ့ကွင်းကြီးတွေတစ်ပင်အော်အော်ဆန်းဆန်းကြီးနဲ့တော်တန်းကလေးတွေပဲရှိရယ်။လူနေအိမ်ဆိုလို့တအိမ်မောက်မရှိဘူးဗျာ။မောင်းလိုက်ရင်ဂျင်းကနေမိုးချိန်တန်ကြီးကိုကြားလိုက်ရတယ်။မနက်ခင်းရဲ့မိုးကခတ်အောင်ရယ်။အခုတော့မိုးသားတိုင်လေးကြီးတွေကကောင်းငင်တစ်ခွေမှာအုံဆိုင်နေပါရော။ကြည်ရတာအချိန်ခါမှမိုးရွာတော့မယ်ထင်တယ်ဗျ။မိုးလေကင်းလွန်သွားပြီဆိုပေမဲ့တခါတလေတော့လေဒီလိုမျိုးမိုးရွာတတ်တယ်မလားကျုပ်လည်းစိုက်ကယ်လီဗာကိုဆွဲပြီးတော့အချိန်တင်လိုက်ရတယ လဲလန်းကြီးကလူမသုံးတာကြပြီဆိုတော့မြေသားတွေကပဲ့ကြတဲ့နေရာပဲ့ကြနေတယ်။တချို့နေရာလဲကြိုက်ခွက်ကြီးတွေကျင်းကြီးတွေဖြစ်နေတယ်။လဲဆိုတော့သွားဖို့မလွယ်ဘူးဆိုပေမဲ့ဆိုင်ကယ်ကြတော့အဲ့ဒီကျင်းတွေကြိုက်တွေကိုရှောင်ကွင်းပြီးသွားလို့ရတယ်။ရွာဆက်ကျဲတာတော့ပြောမနေပါနဲ့။45မိနစ်လောက်မောင်းလာတာတော့လူနေအိမ်ချင်းတအိမ်မှမတွေ့ဘူး။တခါတခါအောက်ကူပြက်ကြီးတွေရှိတဲ့တင်းကြိုင်ကုန်ဟောင်းနေတာဖြတ်သွားရတယ်။လွမ်းစေဒီလိုလိုဖျက်ရအိုးကြောင်ပြက်တွေကိုလည်းတစ်ချက်တစ်ချက်တွေ့ရသေးတယ်ဗျ။ဒီလိုလူမရှိတဲ့လမ်းကြီးမှာတယောက်တည်းမောင်းနေရတယ်ဆိုတဲ့အသည့်နဲ့ ကြောတော်နေနဲ့ချမ်းလာတယ်။မိုးကလည်းဖြောက်ဖြောက်ဖြောက်နဲ့ကျလာပြီ။ကြောက်လေလန့်လန့်နဲ့တံမိုးတွေကတော့တဖောက်ဖောက်ညွှတ်ရင်မောင်းလာခဲ့တယ်။မကြခင်မိုးတွေကဇက်တိုက်ဝေါကနေကျလာတယ်။ကြုံမှာမိုးကမပါဘာမှမပါပဲနဲ့စိုက်ကဲကိုအရှင်လျှော့ပြီးမောင်းရတယ်။မိုးမောင်ကြီးကျပြီးတော့မိုးတွေတဲလိုက်တာလည်းပြောမနေပါနဲ့တော့ဗျာ။မိုးဒီမိုးပေါကြီးတွေကလည်းကြုတ်ကိုလုံးတဖောက်ဖောက်နဲ့လာထိတာတော်တော်ဆက်တယ်ဗျ။စိုက်ကဲကိုတော့မီးဖွင့်ပြီးမောင်းနေရတယ်။လက်ကနာရီကိုကြည့်လိုက်တော့၄နိုင်ခွဲလောက်ပဲရှိသေးတယ်။ဒါမဲ့ရာသီဥတုအနေထားကြောင့်မောင်းမိုက်နေတာ။ မသိရင်ည6နာရီ9နာရီလောက်လို့ထင်ရတယ်။မိုးရွာတော့လမ်းကလည်းဘွက်တွေပေါက်လာတယ်။မိုးခိုးပေါ်နေရတခုခုရှာပေမဲ့ဘာမှလည်းမတွေ့ဘူး။လမ်းမေးတစ်ဖက်တစ်ချက်မှာတော့ကွင်းနေကြီးပဲဗျာ။လမ်းမေးမှာလည်းတစ်ပင်ကြီးကြီးမမအောင်တပဲမှမရှိဘူး။15မိနစ်လောက်ဆက်မောင်းလာရင်လည်းစိုက်ကင်မီးကမိတ်တုံမိတ်တုံဖြစ်လာတယ်။နောက်တော့စိုက်ကင်ကထိုးရွက်သွားပါပဲဗျာ။ကြောက်တော့တိုင်ပတ်ပြီဗျ။ဟုတ်တယ်လေ။မိုးရွာဒီလောက်ရွာနေတဲ့ကြားတွေကစိုက်ကင်ကဆက်ရက်သွားတာကိုစက်ကိုနှိုးကြည့်တော့ဘလို့နှိုးနှိုးမနှိုးဘူးဗျာ။ ဆိုင်ကယ်ဘွားဆင်းပြီးတော့ဟိုနိုင်ဒီနိုင်နဲ့တက်တလောက်မှတ်တလောက်လေးပြင်ကြည့်တော့လည်းမရဘူးဖြစ်နေတယ်။စိတ်တွေလည်းတော်တော်ညစ်လာတယ်။နောက်တော့စိတ်ညစ်ရာနဲ့စိတ်တူလာတယ်။ဒီလမ်းကိုညွှန်ရပါမလားဆိုပြီးဆရာလေးကိုလည်းအပြစ်တင်နေမိရဲ့။အဲဒီလိုအပြစ်တင်နေရင်လည်းကျုံနောက်လူကြီးတယောက်ရောက်လာတယ်။ဘာဖြစ်နေတာလဲ။လူကြီးကိုမြင်တော့ကျုပ်လန့်သွားတာပဲဗျာ။ဆိုင်ကယ်ပြတ်နေလို့ပါ။မိုးရီကလည်းတဲနေလိုက်တာ။ဒီအတိုင်းနဲ့ရင်မိုးမိပြီးတော့ဖျားနာကုန်မှာပေါ့။ အဘနဲ့ရွာကိုလိုက်ခဲ့ပါလားဗျာဒီနားမှာရွာရှိလို့လားဟိုးအရှိနားမှာအဘတို့ရွာရှိတယ်သူပြတဲ့နားကိုကြည့်လိုက်တော့ရွာရှိမရှိမသေးခွဲဘူးဗျမိုးရီရွာနေတာလည်းပါမှာပေါ့နောက်ဆုံးကျုပ်ကအဘကြီးနဲ့လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်ရွာရှိရဲဆိုတော့စိုက်ကယ်ပြင်ဆိုင်နေပါတယ်ရှိလောက်တယ်မဟုတ်ရင်တော့မှအတူကြောင်ပြောပြပြီးတော့စိုက်ကယ်တစ်စီးလောက်ငှားလို့ရရင်ရနိုင်တယ်မလားနောက်တော့မိုးကလည်းတော်တော်တဲနေတာဆိုတော့ဒီမှာဆက်နေလို့ကလည်းမဖြစ်ဘူး ဒါနဲ့ပဲအဘကြီးနောက်ကိုစိုက်ခဲတွန်းပြီးတော့လိုက်ခဲ့လိုက်ရယ်အဘကြီးရဲ့ပုံမှန်တန်ပိန်ပင်ပပပဲဗျခန္ဓာကိုယ်အပေါ်ပိုင်းမှာပင်နေတိုက်ပုံအင်ကြီးဝတ်ထားတယ်အောက်ကဒူးလောက်ပဲရှိတဲ့ပစိုးတူတူလေးနဲ့ဗျခေါင်းပေါင်းကြီးကလည်းပေါင်းလို့ပြောသူစောင်းလာတဲ့ထီးကအနက်ရောင်ကြီးအစတော့ခိုထီးလို့ခေါ်တဲ့ထီးအနက်ကြီးလို့ထင်နေတာဗျတည်တည်ချာချာကြည့်ရောမှာပသိမ်ထီးလို့ဝါးနေလောက်ထားတဲ့ထီးကြီးဖြစ်နေတာအဘကြီးကိုကြည့်ပြီးကြုတ်ဆိုင်တဲ့ဇဝေဇဝါဖြစ်လာတယ်အခုခေတ်မှာဒီလိုပုံစံဝတ်စားတဲ့လူရှိသေးလို့လားဗျာ တောင်းတာတဲ့ထီကြီးကလည်းပသိမ်ထီလိုဟာကြီးနဲ့အေကနာဒီလူကြီးကလူမဟုတ်ရဲ့လားလို့ပေါ့ဗျာအရှင်နာရောက်တော့တာလန်းဘေးနားမှာလမ်းသွယ်လေးတစ်ခုကိုတွေ့တယ်အဘာကြီးကလမ်းသွယ်ထဲကိုချိုးဝင်သွားလို့ကြုတ်လေလိုက်ဝင်ခဲ့လိုက်တယ်တိတ်မသွားရခင်မှာပဲအရှင်မှာရွာတရွာကိုတွေ့လိုက်ရတယ်တစ်ပင်တွေကြားထဲမှာအသက်ကယ်မိုးရတဲ့တဲ့အင်ကလေးတွေအစီကြီးပဲဗျရွာဆိုပေမဲ့ရွာတန်းရှည်ကြီးလောက်တော့မဟုတ်ဘူးအင်ကလေး၄၅၀လုံးလောက်ဝိုင်းပြီးတော့စောက်ထားတဲ့ရွာဝိုင်းလေးဗျရွာလယ်မှာရေရင်းတွေနဲ့ကွင်းတစ်ခုရှိတယ် ိမ်လေးတွေအားလုံးကအဲ့ဒီကွင်းဘက်ကိုမျက်နှာမူပြီးတော့တိစောက်ထားကြတာရွာထဲရောက်တော့စိုက်ကဲမပြောနဲ့ခက်ပေါ်ပြစီဘာမှမရှိတဲ့ရွာလေးဖြစ်နေတယ်ကလေးတွေကကိုလုံးတီးနဲ့မိုးတဲ့ရေထဲမှာပြေးလွာဆော့ကစားနေကြတယ်အပါကြီးကအိမ်တိန်ကိုဥဆောင်ပြီးတော့ခေါ်သွားတယ်အဲ့ဒီအိမ်ကရွာထဲကတဲအိမ်လေးတွေထဲမှာအကြီးဆုံးအိမ်ကြီးပဲဝါထီရနေကိုအကွက်တွေပေါ်ပြီးတော့ရက်လှုပ်ထားတယ်ဝါကတက်ကဲမိုးဆိုပေမဲ့တတရရဆောက်ထားတဲ့အိမ်ပဲဗျအိမ်မော်တက်လိုက်တော့အိမ်ရှိကမှဖျားတစ်ချက်ခင်းလာတယ်တခန်းလုံးမှာခက်ပေါ်လျက်စစ်ပစ္စည်းတွေ ဘာမှမတွေ့ရပဲတောင်းနေပလုံးတွေနေရံမှာချိတ်ထားတဲ့ဓားတွေပဲတွေ့ရတယ်။ဒီအချိန်ထိကျောက်ကတိတ်ပြီးတန်တရားမဝင်နေဘူး။သွာလာရခက်ခဲတဲ့ရွာလေးဆိုတော့ခင်းအောင်ကြရလို့ပဲထင်နေတာ။အိမ်ထဲမှာထုံထားတာလည်းစီမီးခွက်ပြ။စီမီးခွက်တောင်မှကျောက်တကားမှမမြင်ဘူးတဲ့ပုံစံပဲ။အာလာဒင်စီမီးခွက်လိုပုံစံကိုကျင်းနေနဲ့လှုပ်ထားတာ။မောင်ရင်လဲမိုးတွေဆူလာတာပဲ။အဝတ်စားလေးပါလေလဲထားပါလား။မလဲတော့ပါဘူးပါကြီး။ဟိုအပူပါလာတဲ့အဝတ်တွေကလည်းမိုးဆူလို့ရွှဲကုန်ပြီထင်ပါတယ်။ အဲ့ဒီအဝတ်တွေပြပါအောင်အဘကြီးမိခင်ပင်တွေးချောက်သွားမယ်ထင်တယ်။အဝတ်စားအိတ်ကိုအဘကြီးစီလှမ်းပေးလိုက်တော့အဘကြီးကတေချာထုတ်ကြည့်တယ်။အဝတ်စားအိတ်ကမိုးလုံးတဲ့အိမ်မျိုးမဟုတ်တော့အထက်ကအဝတ်စားတွေကဆူရွှဲနေတယ်။တကယ်တော့ကြောက်လေအင်းကြီးဆိုပစိုးဆိုကြီးနဲ့သူများအိမ်ပေါ်မှာထိုင်နေရတာအားနာလာပြီ။အဘကြီးကအိမ်ထဲကိုလှမ်းကြည့်ရင်"ဟေးလုံမကြီးဒီဝစ်စားတွေကိုတွေးချောက်တော့ထိမိဖို့ပုံမှာနည်းနည်းလှမ်းမိကြမှာကွယ်အပါကြီးပြောတော့အိမ်ထဲကနေအပြိုပေါက်အကျွဲလောက်မင်းကလေးတယောက်ကထွက်လာတယ် ဝင်စားထားတဲ့ပုံစံကိုကြည့်လိုက်တော့လေတောဆန်တဲ့လုံမပုံစံပဲဗျသူကအဝတ်တွေကိုယူသွားပြီးတော့15မိနစ်မကြာကိုပြန်ထွက်လာတယ်သူယူသွားတဲ့ကြောက်ဝတ်တွေကနေပူမှာကြက်ကြက်လန်းလာတယ်လို့မျိုးတွေးချောင်နေတယ်ဗျအဝတ်အစိုးမိကင်လိုက်တဲ့ဆိုရင်အ ਨੇ ဆုံးတော့မိကိုမိုင်းနဲ့လို့လို့အောက်တိုးတိုးအနားတစ်ခုတော့ရမယ်မလားအခုတော့ဘာနှမ်းမှမရပဲနဲ့အကောင်တိုင်းဖြစ်နေတာဗျကျုပ်တိတ်ပြီးမတွေးတော့ပဲဝင်စားတွေကိုလဲလိုက်တယ်အဝတ်လဲပြီးတော့ကျုပ်ကိုအစားအသောက်တွေထုတ်ကျွေးတယ်ရင်ွေးရပူပူနဲ့ပြီးတော့ ပေါပေါဆုပ်ကိုတညံ့နဲ့စုပ်နေထားတဲ့မုံမျိုးတွေချကျွေးတယ်။ကျုပ်ကစားတော့စားကျင်နေဗျစိတ်ထဲလဲကြောက်နေမိတာအမှန်ပဲ။အဘကြီးကကျုပ်ကိုကြည့်ပြီးတော့စားလိုက်တောက်လိုက်ပါမောင်ရင်ရဲ့အဘကြီးတို့ကမောင်ရင်ကိုဘာမှမလုပ်ပါဘူးကွ။အဘကြီးပြောမှကျုပ်ကရင်းနှီးတစ်ခါကိုကောက်ငှဲ့လိုက်မိတယ်။တလန်လုံးမိုးတွေဆူလာတာဆိုတော့လူကလည်းတော်တော်ချမ်းတက်နေပြီဗျ။ယူနေပူပူတစ်ခါကိုသုံးလေးချက်လောက်မှုတ်ပြီးတော့တောက်ထည့်လိုက်တာလေချောင်းထဲကိုပူဆင်းပြီးတော့တစ်ကိုယ်လုံးနဲ့နှွေးထွက်သွားတယ်။ ဒါမဲ့လက်ဖက်ချောက်ရတာခါပြီးတော့စိမ့်ရှိရှိနဲ့ရတာဗျကြောက်ရတာခန်းနေတော့မှပဲအပါကြီးကတောက်တာတောက်ပါမောင်ရင်ရဲ့ဒီလက်ဖက်ချောက်ကဆေးလက်ဖက်ချောက်ကွဲ့တောက်ရခဲ့တယ်ဒါတောက်ပြီးရင်တုံုံတန်အောင်ဆိုမောင်ရင်ဖျားမှာမဟုတ်တော့ကြောက်ဖြစ်ရင်၃ဝက်တိတိလောက်ခတ်တောက်လိုက်တယ်ပေါပေါဆုပ်တွေတော့မစားတော့ဘူးဗျကြောက်ကအချို့တိတ်မကြိုက်တော့ဒါမျိုးတွေမစားတတ်ဘူးဗျအဲ့လိုစားတောက်ပြီးရတယ်ကြောက်တို့တွေစကားဆက်မပြောဖြစ်ကြတော့ဘူးအပါကြီးကလည်းအပြင်းအဝဲငေးကြည့်နေတယ် ့နားမှာထိုင်နေတဲ့လုံမလေးကတော့ကြောက်ကိုတစ်ချိန်လုံးဆူဆူဆက်ဆက်ကြည့်နေတာဗျ။ကျောက်ကလည်းသူ့ကိုပြန်မကြည့်ချင်တာနဲ့အပြုံပဲငေးနေမိတယ်။ဒဇမိတ်ကနေစီးကြလာတဲ့မိုးရီတွေကိုဘာရမဟုတ်ပဲငေးကြည့်နေမိတာဗျ။နိုင်ဝက်လောက်ကြတော့မိုးရီကဆဲသွားပြီ။ကောင်းငင်ကြီးကလည်းပြန်ပြီးတော့ကြည်တက်လာတယ်။ကျုပ်ပြန်သိမ့်ပြီးလို့ယူဆလိုက်တယ်။အဘရေကျုပ်ပြန်မဖြစ်မယ်ဗျ။မနှက်ပြန်ကြောင်းဖွင့်ရမှာဆိုတော့ဒီမှာညအိတ်လို့မရဘူးအဘရေ။အဘကြီးကကောင်းငင်ကိုတစ်ချက်လှမ်းကြည့်ရင်အခုတော့မပြန်မနိုင်အောင်မောင်းရင်ရဲ့။ ခဏနေတော့မှပြန်မော့သူဘာဖြစ်လို့ကျုပ်ကိုမပြန်ခိုင်းလဲဆိုတာကျုပ်ပြန်မတွေးတတ်တော့ဘူးဗျာအင်ရှင်ကမပြန်ပါနဲ့ဘူးဆိုတာကြောင့်ကျုပ်ထမပြန်သေးပဲစောင့်နေလိုက်တယ်နောက်ထပ်15မိနစ်လောက်ကြာတော့ပြန်မယ်ဆိုပြီးထပ်လို့ရတယ်အပါကြီးကဒီတစ်ခါမှကောင်းငိမ့်နေဗျာဒီလောက်ဆိုရင်မောင်ရင် ပြန်လို့ရပါပြီအပရွာထဲထိလိုက်ပို့ပေးမယ်နော်တော်သေးတာပေါ့ဗျာကျုပ်ကိုတညလုံးမပြန်နဲ့ဆိုပြီးစွဲထားလိုက်ရင်ငါးဘာမှမတေးရတယ်ဗျာတန်နဲ့ကျုပ်ကလုံမလေးကိုနှုတ်ဆက်ပြီးတော့အိမ်မောကနေဆင်းလာခဲ့လိုက်တယ် အိမ်ရှိမှာရပ်ထားတဲ့ဆိုင်ကယ်ကိုရွာလန်းလေးတိုင်းတွန်းလာခဲ့လိုက်တယ်။ရွာလေးကတိတ်ဆိတ်လို့ဗျ။အိမ်တွေအကုန်လုံးကလည်းမီးမောင်ကျနေတယ်။ကျုပ်တို့ထွက်ခဲ့တဲ့အိမ်ကလုံမာလေးကသာကျုပ်ကိုတကားဝမှာရပ်ပြီးလှမ်းကြည့်နေတယ်။အဘကြီးနဲ့ထွက်လာခဲ့ရင်တာလမ်းမကြီးစီကိုပြန်ရောက်လာတယ်။မောင်ရင်ဆိုင်ကယ်ကောင်းသွားပြီထင်တယ်။မကောင်းပါဘူးဗျရဲ့ဒီတိုင်းပဲတွန်းသွားရမယ်ထင်တာပဲ။နှိုးကြည့်ပါဦးမောင်ရင်ရဲ့။အဘကြီးကပြောလို့စံနှိုးကြည့်လိုက်တာတစ်ချက်ထဲနဲ့ဝုန်းဝင်းနေနှိုးတော့တာပဲဗျာ။ ပြောပြင်တော်တော်အံ့ဩနေမိရဲ့အချိန်ကည9နာရီ10နာရီလောက်ရှိရောပေါ့စိုက်ကယ်ဆက်ပြတ်နိုးသွားလို့တာတော်သေးတာပေါ့ဗျာမဟုတ်ရင်ကျုပ်လမ်းတစ်လျှောက်လုံးစိုက်ကယ်တွန်းသွားမှာမလားအဘကြီးကိုနှုတ်ဆက်ပြီးတော့စိုက်ကယ်ကိုမောင်းထွက်လာခဲ့တယ်ခက်လန်းလန်းရောက်မှအဘကြီးကိုနောက်ကြည့်မှန်းနေလှမ်းကြည့်လိုက်တာတာလမ်းမကြီးမှလူသူတယောက်မှရှိမနေဘူးဗျကျုပ်မကြည့်နဲ့လို့နောက်ကိုပြန်လှမ်းကြည့်လိုက်တော့လေလူသူတယောက်မှမရှိတော့တာကျုပ်ကလည်းတေချာမှကြိုက်တဲ့လူမျိုးဗျဒါနဲ့စိုက်ကယ်ကိုနောက်ပြန်လှည့်ပြီးတော့ခုနကရွာကလေးရဲ့ အဘာကြီးကျုပ်ကိုခေါ်သွားတဲ့လိုင်းကလေးရဲ့စီကိုပြန်မောင်းထွက်လာခဲ့လိုက်တယ်။ထူးဆန်းတာကကျုပ်10မိနစ်လောက်မောင်းပြီးသွားတာတော့မှလမ်းဘေးမှာဘာရွာမှမရှိတလို့ဘာလမ်းမှလည်းမရှိပဲချုံမင်ကိုင်းမင်တွေကြီးပဲရှိနေတယ်ဗျာ။ဒီတော့မှကျုပ်ကြက်သိန်းတွေထားလာတယ်။တေချာတာကတော့ဒီအဘကြီးကလူမဟုတ်ဘူးဆိုတာပါပဲ။ကျုပ်စိုက်ကဲကိုအမြန်ပြန်လှည့်ပြီးတော့တံမုတ်တွေကားတော့အတကုံရွတ်ပြီးတော့တာလန်းတိုင်းမောင်းလာခဲ့လိုက်တယ်ဗျာ။လမ်းတိုင်းမောင်းလာရင်လည်းအရှိမကားလမ်းမကြီးကိုလှမ်းတွေးလိုက်ရတယ်။ကားလမ်းမကြီးဘေးနားမှာဇေယဟောင်းကြီးတစ်လုံးရှိတယ်။ ကားလမ်းရောက်ပြီဆိုတော့မှကျုပ်စိတ်ကိုဒုံဒုံချလိုက်ရတယ်။ကားလမ်းမှာကားသွားလာတော့ရှိနေသေးတယ်။ဒီလိုနဲ့15မိနစ်လောက်မောင်းလာလိုက်တာကြောင်းရှိတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ကြောင်းကိုမရောက်ခင်မှာ yes ကန်အောင်ဖြတ်ရတယ်ဗျ။အဲ့ဒီလိုဖြတ်နေတော့ရဲတပ်ချက်တယောက်ကကျုပ်ကိုလှမ်းခေါ်တယ်။ဒီရွာလေးမှာကျုပ်ကိုလူတိုင်းနှီးပါတိကြတာကိုဆရာကြီးဆိုပြီးလှမ်းခေါ်လို့ yes ကန်နဲ့ကိုဝင်မောင်းလာခဲ့လိုက်တယ်။စကန်မှုကလည်းကျုပ်နဲ့အတိပါပဲဗျ။ရဲတပ်ချက်ကကျုပ်ကိုစကန်နဲ့အတင်းဝင်ခိုင်းနေလို့တခခုတော့ထူးနေပြီလို့စိတ်ကတိနေလိုက်တယ် စကားနဲ့ဝင်လိုက်တော့ဆရာလေးမြင့်မြတ်ကိုဒဏ်ရာဒဏ်ရာတွေနဲ့တွေးလိုက်ရတော့တာပါပဲကျုပ်ပြင်အန်အော်ဘီပါဇက်တော်မပိတ်နိုင်ဘူးဆရာလေးဘလို့ဖြစ်တာလဲဗျာလမ်းမှာစိုက်ကယ်မောက်တာများလားဆရာကြီးပြန်ရောက်တာကြာပြီလားဗျမကြာသေးပါဘူးကွာလမ်းမှာမိုးမိနေတာနဲ့ရွာတွေရောက်မှဝင်ခုံနေလိုက်ရသေးတယ်အခုမှဒီကိုဝင်လာတော့ရှိသေးတယ်ရဲတပ်ချက်ကလမ်းခေါ်လို့ဝင်လာခဲ့တာဆရာကြီးကအရှိရသွားတာလေဗျာဘာဖြစ်လို့အခုမှရရတာလဲဆရာလေးရရောဘလို့ဖြစ်တာလဲ ဆရာကြီးပြန်ပြီးတော့နိုင်ဝက်လောက်နေတော့ကျွန်တော်အနောက်ကနေလိုက်လာခဲ့တာဆရာကြီးရဲ့လမ်းမှာဆရာကြီးကိုတွေ့လို့တွေ့ညာဆိုပြီးတော့အရှိန်တင်မောင်းလာခဲ့တာကားလမ်းဆောင်ကဇေယဟောင်းကြီးနားရောက်တော့ဇေယတေးကလူမိုက်တွေထွက်လာပြီးတော့ကျွန်တော်စိုက်ကယ်ကိုတားပြီးတော့ဝိုင်းလူကြရကြတယ်ဆရာကြီးရဲ့ဟော်ရီတန်ရာတွေကသာကြည့်ပါတော့ဆရာကြီးရဲ့ကျုပ်ကတော်တော်အံ့ဩသွားတာဗျတကယ်လို့ကျုပ်သာဟိုရွာကလေးမှာဝင်ပြီးမိုးခုံမနေရဘူးဆိုရင်ဒီလူမိုက်တွေလူရမဲ့လူဟာကျုပ်ဖြစ်ချင်းဖြစ်သွားနိုင်တယ်မလားဒီတော့မှဟိုအပါကြီးကကျုပ်ကိုကဲရတာပါလားဆိုပြီးတွေးမိတယ် ပေါ်ပြီးတေချာတော့ရဲစခန်းလူတွေကိုအဲ့ဒီလမ်းဟောင်းဘေးနားမှာရွာတွေဘာတွေများရှိသလားဆိုပြီးမေးကြည့်တော့ဘာရွာမှမရှိဘူးလေဗျာ။နောက်ပြီးတော့ပြောလိုက်သေးတယ်။အဲ့ဒီလမ်းလူသူပြတ်တော့တယောက်တည်းမသွားတာကောင်းနေတဲ့။လူစိုးလူမိုက်တွေခိုးကျင်ဝက်ကျင်တဲ့သူတွေဟာအဲ့ဒီလမ်းလာမဲ့သူကိုစောင့်ပြီးတော့လူရတတ်ကြတယ်တဲ့ဗျာ။ကျောင်းဝဆရာမတွေကျောင်းသားမိဘတွေကိုမေးကြည့်တော့အဲ့ဒီလမ်းမှာနာနာဘာဝတွေပြရလောကသားတွေကြက်စားတတ်တယ်လို့လည်းပြောတယ်။အဲ့ဒီလမ်းအတွင်းနာနာဘာဝတွေရဲ့အချောက်အလန့်ကိုခံရလို့ပြန်ပြေးလာကြတဲ့ဇလန်းတွေလည်းမနှဲဘူးဆိုပါပဲ။ ဒါဆိုရင်ကျုံနဲ့တွေ့ခဲ့တာကြက်တွေများလားဟိုဘကြီးကရောနာနာဘဝကြီးပဲလားသူများတွေကိုခြောက်လံပြီးကြောက်ကိုကြတော့ဘာဖြစ်လို့ကူညီခဲ့တာလဲဆိုတာကျုပ်ပြန်စဉ်းစားမိတယ်နောက်ဆုံးကျုပ်ကောက်ချက်ချလိုက်နေတာကတော့တန်မုတ်တွေကတာကြောင့်ဖြစ်မယ်ဗျကျုပ်ကလမ်းသွားရင်ဒီကတာကိုရွတ်သွားတာဆိုတော့ကျုပ်ကြုံတွေ့လာမယ့်အန္တရာယ်တွေကိုကြက်တွေကကြိုသိနေလို့ကျုပ်ကိုကယ်တင်လိုက်တာပဲနေမှာဒီအတွေ့အကြုံကတော့ကျုပ်ဘဝမှာပထမဆုံးအချိန်ကြုံတွေ့ခဲ့ရတဲ့ကြက်ရွာစီကိုရောက်ခဲ့ဘူးတဲ့အတွေ့အကြုံပါပဲဗျာ နောက်ပိုင်းအဲ့ဒီလောင်တခါမှမသွားဖြစ်တော့တာလဲပါတာပေါ့ပို့ပြီးထူးဆန်းတာကိုပြောရအောင်မဲဗျကြက်တွေတက်လိုက်တဲ့ဈေးလက်ဘက်ကြောက်ဆိုတာကိုတောက်ပြီးတဲ့နောက်မှာကျုပ်၃လလောက်ထိကိုဘာယောဂါမှမဖြစ်ခဲ့ဘူးဗျနှာတစ်ချက်တောင်မချိခဲ့ဘူးကျုပ်မှာအရင်ကပန်းနာရင်ကျက်ဆိုတဲ့ယောဂါအခန်းရှိရယ်အဆုတ်အေးပတ်ခံလို့မရဘူးဗျမိုးတစ်ချက်နဲ့ချက်မြင်တောင်မှနောက်နေ့ဆိုချောင်းနေဆိုအခန်းမသိရင်ဖျားနာတက်တဲ့လူမျိုးဗျအခုတော့ဆောင်းလင်းရောက်တာတောင်မှပန်းနာရင်ကျက်မထတဲ့အပြင်အဲ့ဒီ၃လအတွင်းမှာဖျားလာနာတာလေတခါမှမဖြစ်ခဲ့ဘူးဗျ ကျုပ်ကိုကျုပ်မယုံလို့စမ်းသပ်ကြည့်သေးတယ်။စောင်းနှင်းမှာညနေပိုင်းရေချိုးပြီးစွတ်ကြဲလက်ပြတ်နဲ့အိတ်ထားတော့မှဘာမှမဖြစ်တာအံ့ဩစရာပဲဗျာ။ကျုပ်အထင်ကတော့သူတို့တိုက်တဲ့ရင်သွေးကြောင့်သုံးခွက်တောက်ခဲ့မိခဲ့လို့၃လလောက်မှဖျားတာနေမယ်လို့တွေးမိတယ်။၃လပြည့်တဲ့နောက်နှွေးကောင်းကောင်းကြီးရောက်တော့မှကောက်ခါငင်ဟာကြီးကောက်ဖျားတော့တာပဲဗျ။ကျုပ်တခုတွေးမိတာအဲ့ဒီတုန်းကသူတို့ကြွေးတဲ့ထညာပေါပေါဆွတ်တွေကိုစားလိုက်ရင်ဘာတွေဖြစ်မလဲလို့တွေးနေမိတယ်။အဲ့ဒီရွာလေးမှာတနည်းလာလောက်ပြီးတော့ကျုပ်တခြားကိုပြောင်းရတယ်။အဲ့ဒီကလေးကအဲ့ဒီရွာလေးကိုသွားလဲမယ်လဲမယ်နဲ့မရောက်ဖြစ်တာအခုထိပါပဲဗျာ။ အခုတော့အဲ့ဒီရွာလေးလည်းမြို့ဖြစ်နေပါပြီကျုပ်ဖြစ်အခုချိန်ဒီမိုးရီတအားတဲတဲမဲမဲရွာတဲ့အချိန်ရောက်တိုင်းကျုပ်ကိုကူညီခဲ့တဲ့အဘကြီးရဲ့ကျုပ်အလေတစ်ခေါက်ရောက်ဘူးတဲ့ကြက်ရွာကြီးရဲ့ကိုအောက်မေတတိယနေမိပါသေးတယ်ဆရာလေးမြင့်မြတ်ကိုလည်းတတိယပါတယ်ဆရာလေးနေမကောင်းရဲ့လားအိမ်တော်နေပါရရောကြာနေပြီလားပေါ့အခုလိုအဆုံးနှိလိုက်ပါအားပေးနားဆင်ကြကြတယ်ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကြံရှိနေသေးတဲ့အပိုင်းဆက်များကိုလည်းဆက်လက်နားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့မြစ်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။